Hello အားလုံးပဲမိင်္ဂလာပါဘိုးဘွားမချင်းကနေဂျူဆိုပါတယ်ဆိုတော့16ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အသင်းပေါင်းစုံရဲ့အပြောင်းရွှေ့တင်းလေးတွေကိုကျွန်တော်တို့ကဆွေးနွေးသွားပါမယ်ဆိုတော့ဒီနေ့တင်းလာနေ့မှာတော့ကျွန်တော်တို့ကຫນွေရည်အပြောင်းရွှေ့စဖွင့်ပြီပေါ့လေဆိုတော့ဒါဖွင့်ပြီဆိုတာနဲ့ကျွန်တော်စက်တင်ဘာအထိကျွန်တော်3လတိတိကြာမဲ့အပြောင်းရွှေ့ပေါ့ဆိုတော့အသင်းတွေကိုစီကတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့စပြီးတော့ကိုစီအလုပ်လုပ်နေကြတဲ့အချိန်မှာတောက်လျှောက်တင်းလေးတွေလည်းထပ်ပြီးတော့ထွက်လာပြန်ပြီပေါ့နော် ပထမဆုံးအနေနဲ့တော့နာပိုလီပါနာပိုလီရဲ့ဘက်ကတော့လီဗာပူးသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူဒါဝင်နူးနက်စ်ကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုပြီးတော့ဖက်ဘရီဇီယိုရိုမနိုက report လုပ်ထားပါတယ်ဥရုဂွေတိုက်စစ်ကစားသမားဖြစ်သူကဒီဒီနွေယာဒီပြောင်းရွှေ့မှာအန်ဖီကနေထွက်ခွာဖို့အတွက်ပူပြီးတော့တင်းနေကျေပြန့်လာတယ် သူတပြင်းတော့ကျွန်တော်အနေနဲ့ဒီ Florian VS ရောက်လာတယ်လို့ Liverpool ဘက်က Darwin Nunes ဒါထွက်ရင်တိုက်စစ်တယောက်လည်းပြန်အစားထိုးဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်လာအပြီးမှာ Darwin Nunes အနေနဲ့သူ့အနာဂတ်ကပွဲကစားကွင်းတွေအများကြီးရတော့မယ့်အခြေအနေမရှိတဲ့အတွက်အသင်းကနေပြီးတော့ကျွန်တော်သာထွက်ဖို့အတွက်ပို့ပြီးတော့သတင်းတွေကျွန်တော်ထွက်လာတာဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင် Darwin Nunes ကိုခေါ်ဖို့အတွက် Napoli ရဲ့ဘက်ကစိတ်ဝင်စားမှုတွေရှိလာပြီးတော့အမှန်ကန်ကြိုးပမ်းသွားဖို့ရှိတယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့လို့လို့ဒီမှာ လီဗာပူးသင်းထံကိုတရားဝင်ကမ်းလန်းနာတွေပါရီမရှိသေးဘူးသို့တော့နာပိုလီရဲ့ဘက်ကတော့ဒီကစားမပြည်သူကိုခေါ်ယူနိုင်ဖို့နဲ့ပတ်သက်ပြီးတော့အရှိန်မြင့်ကြိုးပမ်းလှုံ့ဆော်လာပြီဆိုပြီးတော့ကျွန်တော်သိရတယ်။လီဗာပူးရဲ့ဘက်ကတော့ဒါဝင်နူးနက်စ်ကိုလွယ်လွယ်ကူကူနဲ့တော့လက်လွတ်မဲ့အနေအထားမှာကျွန်တော်မရှိဘူး။သူတပြင်းတော့ဂျန်နဲ့အပြောင်းရွှေ့မှာငွေကုန်ထားတာဖြစ်တဲ့အတွက် နောက်ထပ်တိုက်စစ်လည်းပြန်အစားထိုးမဲ့နေရာမှာဒီနေရာကိုကျွန်တော်တို့ဒါဝင်နူးနက်စ်ကိုရောင်းချတဲ့နေရာကနေငွေပြန်ရှာဖို့သူတို့ကြိုးပမ်းနေတာ။ဆိုတော့ဒါဝင်နူးနက်စ်ကို လွယ်လွယ်ကူကူနဲ့လီဗာပူးတင်းရဲ့ဘက်ကရောင်းချသွားဖို့မရှိဘူးဆိုတော့နာပိုလီရဲ့ဘက်ကအမှန်ကန်ခွန်နိုင်မလားကြည့်ရမှာပေါ့လေနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ကမန်ချက်စတာယူနိုက်တက်ကဟျူဂိုအဂီတီဂီကိုခေါ်ဖို့အတွက်လက်ရှိမှာအရှိန်မြင့်လှုပ်ဆောင်မှုတွေရှိလာတယ်ဆိုပြီးတော့ Sky Germany ကနေပြီးတော့ report လုပ်ထားပါတယ်အဲ့တော့ United ရဲ့ဘက်ကတော့ဒီနွေရာသီအပြောင်းရွှေ့မှာ တိုက်စစ်၃နေရာစလုံးကိုအပြောင်းလဲလုပ်ဖို့ကြိုးပမ်းနေပြီးတော့တိုက်စစ်မှုနေရာမှာဆိုလို့ရှိရင် လက်ရှိပြစ်မှတ်ထားတဲ့ကစားမားတွေအများအပြားရှိနေတယ်ပေါ့ဒီထဲမှာဆိုလို့ရှိရင် Frenfen ရဲ့တိုက်စစ်မှုဖြစ်သူ Hugo Agitiki ဟာပူပြီးတော့နောက်ဒီရက်ပိုင်းနေမှာသတင်းပူထွက်လာတယ်သူတပင်ကျန်တဲ့ဒါ Victor Gyokeresto Victor Osimhenu ဟာ United တွေပေါ့နော်လက်ရှိခေါ်နိုင်ဖို့ကအခြေအနေအဆင်မပြေသလိုဖြစ်နေတော့ဒီကစားမားဖြစ်သူကိုစိတ်ဝင်စားနေတာ ီနေရာမှာလီဗာပူးသင်းတို့ချယ်ဆီတို့ရဲ့ဘက်ကလည်းစိတ်ဝင်စားမှုတွေရှိနေတယ်ဖရန်ဖက်ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူဟာ22နှစ်ပဲရှိနေသေးတယ်လို့အသင်းနဲ့လည်းစာချုပ်တက်တဲ့2029ခုနှစ်တည်းတက်တန်းရှိနေတယ်ဆိုတော့ဒီကစားမကိုအနည်းဆုံးယူရိုတန်တရာဝန်းကျင်ရမှကိုပဲလက်လွတ်သွားမယ်ဆိုတဲ့သတင်းမျိုးတွေကျွန်တော်ပြောထားတယ်ဒါကြောင့်ယူကိုအဂီတကီရဲ့အပြောင်းရွှေ့ဟာဘယ်အသင်းတွက်မှန်ထင်တဲ့လောက်လွယ်လာမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ Manchester United ရဲ့ဘက်ကလည်းတိုက်စစ်နေရာကိုအစားထိုးဖို့ရှိတယ်ဆိုပေမဲ့ ချက်တဲတဲ့ဗန္ဒာကြီးကန်တာအခြေအနေတွေနဲ့ဆိုလို့ရှိရင်ဖြူကိုအက်ဂတီကီကိုဒီနွေမှာခေါ်ယူနိုင်ဖို့ဟာတော်တော်ကိုခင်းရင်လာဦးမှာပါကစားမဖြစ်သူရဲ့ဘက်ကတော့အင်တာဗျူးတွေထဲမှာသူဟာမန်ချက်စတာယူနိုက်တက်ကိုသဘောကျကြောင်းပြောထားတာဒီနဲ့ဆိုတော့သတင်းတွေကပို့ပြီးတော့ထွက်လာတယ်ဒါပေမဲ့လို့ယူနိုက်တက်တို့အတီအပြောင်းရွှေ့ဟာတော်တော်ကိုမလွယ်ဘူးဖြစ်နေတာပေါ့နော်ကျွန်တော်ထက်စပါးနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ကြည့်ရရင်စပါးရဲ့ဘက်ကတော့နီးပြပြတဲ့ Thomas Frank ကို ခေါ်အပြီးမှာ တို့ရဲ့ဒီဟိုကွင်းလင်ကစားမဖြစ်တဲ့ဗောနော Brandbo ကွင်းလင်ကစားမဖြစ်တဲ့ Christian Nogat ကိုလည်းခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်။ဒါတိုက်စစ်မှာအန်ဘူမိုတို့နော်ဝေစာတို့လိုကစားမတွေကိုလည်းဒီစပါရဲ့ဘက်ကတောက်လျှောက်ချိတ်ဆက်မှုတွေရှိနေတယ်လို့ကွင်းလင်ကစားမဖြစ်သူတို့ Christian Nogat ကိုလည်းစိတ်ဝင်စားနေတာပါ။ပြဿနာကတော့ကစားမဖြစ်သူနဲ့ပတ်သက်လို့ရှိရင် Brandbo ရဲ့ဘက်ကရောင်းချသွားဖို့အတွက်စိတ်ကူးမရှိဘူး။ ဒါပြင်စပားရဲ့ဘက်ကလည်းဒီကစားမဖြစ်သူတွေပေါင်တန်း20ခန်းပေးပြီးတော့ကန်လန်းသွားဖို့တဲ့သူတို့ပြင်ဆင်ထားတယ်ဆို31နှစ်ရွယ်ကစားမဖြစ်သူကိုလက်မလို့ခြင်းနဲ့အတင်းနဲ့ပေါင်တန်း20နဲ့ကန်လန်းမယ်ဆိုလို့ရှိရင်ဒါအပြောင်းလဲတွေဖြစ်ကောင်းဖြစ်သွားနိုင်နေပေါ့နော်ဒါပေမဲ့လို့ Brandfoot ရဲ့ဘက်ကတော့ဒီຫນွေမှာသူတို့ရဲ့အရေးပါတဲ့ကစားသမား5-6ယောက်လောက်ကိုသူတို့လက်လွတ်ဖို့အတွက်လုံးဝစီစဉ်ထားတဲ့ပုံမပေါ်ဘူးသူတို့ပြင်နီးပြားကလည်းအပြောင်းလဲလုပ်ထားတယ်ဆိုတော့ Brandfoot ကပေါ့နော်ကျွန်တော်တို့အရေးကြီးတဲ့ကစားသမားတချို့ကတော့အသင်းမှာဆက်ထားခြင်းတဲ့သဘောပါ အန်ဘူမိုကလည်းမန်ချက်စတာယူနိုက်တက်နဲ့အဆင်ပြေတော့မလို့ဖြစ်နေတယ်။ဝေဇာကလည်းလက်ရှိစပါရူနဲ့ထပ်ပြီးတရင်ထွက်နေတယ်လို့ကွင်းလယ်ကခရစ်စတီယန်နိုဂတ်ကိုပါလက်လွတ်ရမယ်ဆိုရင်နီပြားဖြစ်တဲ့တောမတ်စ်ဖရန့်ကိုလက်လွတ်ထားတာနဲ့အပါလာမယ့်ရာသီမှာပို့ပြီးတော့တိုင်ပတ်သွားမှာကိုသူတို့စိတ်ပူနေတာပါ။ဒါကြောင့်ကွင်းလယ်ကသူတို့32နှစ်ရွယ်ခရစ်စတီယန်နိုဂတ်ကိုတော့သူတို့လက်လွတ်ဖို့အတွက်ဆန္ဒရှိမနေဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်။ဆိုတော့တိုက်စစ်ပိုင်းမှာအားဖြည့်မှုနဲ့ပတ်သက်ပြီးတော့တောက်လျှောက်တရင်တွေထွက်နေတဲ့အာဆင်နေဟာ ကျွန်တော်တို့အက်စတိုမီလာရဲ့တိုက်စစ်ကစားမဖြစ်သူအိုလီဝါကင်းစ်ကိုလည်းခေါ်ယူဖို့မကြိုးပမ်းနိုင်ဘူးဆိုပြီးတော့ယတိပြတ်ပြောလို့မရကြောင်းမီရာကတောက်လျှောက်ဟို report တွေလှုပ်လာတဲ့အာဆနယ်ရဲ့ဦးစားပေးတိုက်စစ်မှုဖြစ်တဲ့ဘင်ဂျမင်ဆက်စကူကိုခေါ်ယူဖို့ကြိုးပမ်းမှုဟာထင်သလောက်ထိအလုပ်ဖြစ်မနေသေးဘူးသူနည်းမှုတွေရှိနေတော့မယ်ဒါအပြင်သူတို့အသင်းကိုပြောင်းကျင်มาတယ်ဆိုတဲ့ Victor Gyokeres ကိုလည်းအာဆနယ်ရဲ့ဘက်ကလက်ရှိတော့စေခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ကြိုးပမ်းမှုတွေကိုစိုင်းငံ့ထားတယ်ဆိုတော့ တိုက်စစ်ပိုင်းမှာဒီအက်စတိုမီလာမှာလည်းကျွန်တော်တို့အဆင်ပြေနေတယ်ပရီးမီးယားလိမှာလည်းအံဝန်ခွင့်ကျဖြစ်တယ်ဆိုတော့အိုလီဝါကင်းစ်လိုကစားသမားမျိုးကိုပေါ့နော်အာဆင်နယ်ရဲ့ဘက်ကလောဘဦးစားပေးမဟုတ်ပေမဲ့လို့အချီနီယအဆင်ပြေကျိုးပန်းသွားနိုင်အောင်မယ်ဆိုတဲ့သဘောပါအာဆင်နယ်ရဲ့ဘက်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကလေးကဒီကစားသမားဖြစ်သူနဲ့ပတ်သက်လို့သတင်းတွေပါထွက်ခဲ့တာတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့အိုလီဝါကင်းစ်ရဲ့ဘက်ကပေါ့နော်သူ့အနေနဲ့ဒါအသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တယ်လို့ ချိန်ချိန်မှာတော့အာဆင်နယ်ကိုပြောင်းရွှေ့နိုင်ဖို့တော်တော်သူအိမ်မက်မက်ထားတယ်ပေါ့လေ။အရောအာဆင်နယ်ဒီနဲ့အကယ်လို့လက်ရှိသူတို့ခေါ်ဖို့အတွက်ကြိုးပမ်းနေတဲ့ကစားသမားတွေကိုမခေါ်ယူနိုင်ဘူးဆိုရင်တိုက်စစ်ပိုင်းမှာ Oliver Kings ကိုထပ်ပြီးတော့မကြိုးပမ်းနိုင်ဘူးလို့လည်းပုံသေးပြောလို့မရတဲ့အခြေအနေမျိုးပါ။အရောအာဆင်နယ်ရဲ့တိုက်စစ်ကတော့ဒီနွေရာသီမှာဘသူအသင်းကိုရောက်လာမလဲဆိုတာကတိတ်ဆိတ်ဝင်စားဖို့ပို့ပြီးတော့ကောင်းလာတာပေါ့လေ။နောက်ထပ်သတင်းတစ်ခုကတော့ မန်ချက်စတာယူနိုက်တက်ရဲ့တောင်ပိုင်းကစားမဖြစ်တဲ့ဂါနာချူပါဂါနာချူကတော့ဖက်ဗရီဇိုရိုမနိုရဲ့ဖော်ပြချက်အရပရီးမီးယားလိမှာပဲဆက်ပြီးတော့နေလို့တဲ့အတွက်ပေါ့နော်ပရီးမီးယားလိရဲ့ပြင်ပကလပ်တင်နေဖြစ်တဲ့ကံလန်းမှုတွေခေါ်ယူဖို့ကြိုးပမ်းမှုတွေဟာတော်တော်လေးကိုကျွန်တော်တို့သာထိရောက်မှုနည်းနိုင်နေပေါ့သူတို့ပြင်တော့အမ်မိုရီယန်လက်အောက်မှာဘလူးမန်အဆင်မပြေတော့ဘင်းနဲ့ကျွန်တော်တို့ဒီယူရိုပါလိဖိုင်နယ်မှာလည်းပွဲကစားဝင်မိနစ်တိတ်ပြီးတော့မရခဲ့တဲ့အတွက်နီးပြကိုဝေဖန်လို့ဖြစ်နေခဲ့တဲ့ပြီးတဲ့နောက်ပိုင်းမှာ အသင်းရဲ့ဘာကဒီကစားမကိုလက်လို့ဖို့ဆုံးဖြတ်ထားတာဒါပေမဲ့လို့မန်ချက်စတာယူနိုက်တက်ရဲ့ဘာကတော့ဒီကစားမနဲ့ပတ်သက်လို့ဈေးတက်တက်တတာနဲ့လက်လို့သွားဖို့မရှိဘူးပေါ့နော်ဒါအပြင်သူရဲ့ဆရာဟောင်းဖြစ်တဲ့ Eric Ten Hag ရှိတဲ့ Liverpool ရဲ့ဘက်ကလည်းစိတ်ဝင်စားတယ်။ဒါပေမဲ့လည်းကစားမရဲ့ဦးစားပေးဟာ Premier League ဖြစ်တဲ့အတွက်ကိုပဲ Liverpool ကိုကျွန်တော်ပြောင်းရွှေ့ဖို့ဟာတော်တော်ကိုခဲရင်လာနိုင်တာ။ United ရဲ့ဘက်ကလည်းကစားမဖြစ်သူနဲ့ပတ်သက်လို့ရှိရင်ပြည်တွင်းကလပ်တွေဆိုရင်ပေါင်သန်း80လောက်ထိကိုကျွန်တော်တို့ ဒီရမကိုပဲရောင်းချသွားဖို့ရှိတယ်ပေါ့နော်အကယ်လို့ပြပကလပ်တွေကိုရောင်းမယ်ဆိုလို့ရှိရင်တော့ဒီချက်ပူဈေးသက်သာနိုင်ပြီမဲ့ကစားသမားရဲ့ဦးစားပေးပြောင်းရွှေ့နေတာပရီးမီးယားလိဂ်ဖြစ်နေတဲ့အတွက်ကျန်တဲ့အသင်းတွေအတွက်ကတော်တော်ကိုခဲယဉ်နေတာဒါကြောင့်ပေါ့နော်ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင် Chelsea တို့ကစိတ်ဝင်စားနေတယ် Arsenal တို့ကတော့ချောက်တရင်နေကျွန်တော်ထွက်နေတယ်စပါးတို့ကတရင်နေထွက်နေတယ်သို့တော်လည်းပဲဘယ်အသင်းမှလက်ရှိချိန်ဒီကာနာဂျူနဲ့ပတ်သက်လို့တရဝင်းကန့်လန့်ထားတာမျိုးတွေမရှိသေးပါဘူးနောက်ထပ်သတင်းတစ်ခုကတော့ Manchester City ရဲ့ကွင်းလယ်ကစားသမားဖြစ်သူ Erling Gundogan ပါ ဂန်ဒိုဝန်ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ကာလာဒါဆာရီဟာစိတ်ဝင်စားမှုတွေရှိနေတယ်ဆိုပြီးတော့ Sky Germany က report လုပ်ထားပါတယ်။ဟိုသူတော်လည်းပဲကစားမအချစ်သူရဲ့ကစားမဖြစ်သူရဲ့ဘောနော်အချစ်နေတွေကိုစုံစမ်းရုံသာရှိနေသေးပြီးတော့ကာလာဒါဆာရီဘက်ကခေါ်ဖို့ကြိုးပမ်းမှုဟာလက်ရှိမှာဘာမှအများကြီးတိုးတက်မှုတွေကျွန်တော်ရှိမနေသေးဘူးဘောနော်။ဂန်ဒိုဝန်ဟာကျွန်တော်2026ခုနှစ်တိမန်ချက်စတာစီးတီးနဲ့တက်တန်းရှိပါတယ်။တော်တော်ဒီမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ကလပ်ဝေါ်ကပ်အတွက်ဘောနော်ဒါအပြည့်အဝအာယုံစိုက်ထားရတယ်ဆိုပြီးမဲ့လည်းလို့ အချင်းကြီးကောင်းရင်မန်ချက်စတာစီးတီးရဲ့ဘက်ကလည်းလက်လွတ်သွားဖို့ရှိတယ်။သူပြန်ပြီးတော့ဘာစီလိုနာကနေရောက်လာကြတဲ့ကထင်သလောက်ထိမန်ချက်စတာစီးတီးအပေါ်မှာအကျိုးပြုနိုင်စွမ်းမရှိတော့ဘူး။ဒါတော့ဂလာဒါဆာရီရဲ့ဘက်ကတော့အမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတယ်။တူဂီနယ်နဲ့လည်းအဆင်ပြေတယ်ဆိုတော့ဂန်ဂန်ဒူဝန်ကိုကျွန်တော်တို့ကဂလာဒါဆာရီကခေါ်ယူသွားနိုင်ဖို့အတွက်အခွင့်အရေးအများကြီးရှိနေပါတယ်။နောက်ထပ်ကတော့ကျွန်တော်တို့က PSG ရဲ့ဘက်ကတော့ဒီဘုံမောင်ရဲ့လူငယ်နောက်ခံစားမာလီဖြစ်သူဇာဘာနီကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ကြိုးပမ်းတဲ့နေရာမှာ ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကတော့ Fabrizio Romano က report လုပ်ထားပါတယ်အဟွိုက်ဆန်ကိုလည်း Real Madrid တန်လက်လွတ်လျက်အပီမှာနောက်ထပ်လူငယ်ခန်းစစ်စာမှာဖြစ်တဲ့22နှစ်ရွယ်သူတို့ဒီဇာဗာနီကို PSG ရဲ့ဘက်ကအမှန်ကန်ကျူးပန်းနေတာအခုဆိုရင်ကစားမဖြစ်သူနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရသွားခဲ့ပြီးကစားမကို9နှစ်စာချုပ်ချုပ်ဖို့အတွက်သဘောတူညီမှုရခဲ့တာပေါ့ဆိုတော့ဘုံမောက်ထံကိုသူတို့ကန့်လန့်မှုလိုပါသေးတယ် ဘုံမောင်းတဲ့အပြောင်းရွှေ့တွေအချိန်ကြီးကောင်းအဆင်ပြေပြီဆိုလို့ရှိရင်တော့ဒီအပြောင်းရွှေ့ကဖြစ်လာတော့မှာပါ။ဒါကြောင့်ဒီယူကရိန်းနောက်ခံကစားမဖြစ်သူဆိုလို့ရှိရင်တော့ဘုံမောင်းရဲ့ဘက်ကဘလောက်ထိပေါ့နော်။ဒီပြောင်းရွှေ့ကြီးတွေတတ်မှတ်ထားတယ်လေဆိုတာလေအတိုင်းအတာတစ်ခုတွေတော့ကျွန်တော်သာစောင့်ကြည့်ရမှာပေါ့လေ။ရောသေမှာတော့ဒီကစားမဖြစ်သူလည်းဘုံမောင်းကနေပြီးတော့ဒီຫນွေမှာထွက်သွားတော့မယ့်အချိန်ကြီးမျိုးပါ။နောက်တဲ့တင်တစ်ခုကတော့အာဆင်နယ်ပါ။ အာဆင်နယ်ရဲ့ဘက်ကတော့တိုက်စင်မှုဖြစ်တဲ့ Victor Gyokeres ကအာဆင်နယ်ကိုပိုပြောင်းဖို့အတွက်စိတ်ဝင်စားတယ်ဆိုပြီးတော့ပြောနေတုန်းမှာပဲအာဆင်နယ်ဟာတိုက်စစ်ခုံမှုနဲ့ပတ်သက်ပြီးတော့ Gyokeres ကိုခေါ်ယူဖို့ကြိုးပမ်းမှုကိုခေတ္တဆိုင်းငံ့ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဇာမားဖြစ်သူနဲ့ပတ်သက်လို့အာဆင်နယ်ဟာဦးစားပေးဖြစ်ကြိုးပမ်းနေခြင်းမရှိဘူး။ဘင်ဂျမင်ဆက်စကိုသာဒီအာဆင်နယ်ရဲ့နံပါတ်1တိုက်စစ်ဦးစားပေးပြင်မဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့28နှစ်ရွယ်တိုက်စစ်မှုတစ်ယောက်အတွက်လက်ရှိစပိုနင်းလစ်ဘွန်ရဲ့ဘက်ကသတ်မှတ်ထားတဲ့တန်ကြီးဟာ အင်မတန်များပြားတယ်ဆိုပြီးတော့ယူဆထားတာပါ။အဲကြတော့လောဒင်မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါင်68သန်းပေါ့နော်။ပေါင်68သန်းအထိတန်ကြီးရှိတာကိုသူတို့မပေးလို့ဘူး။ဒါအပြင်လက်ရှိအသက်အရွယ်နဲ့ပေါ့နော်ကစားမရဲ့အချိန်ကြီးရအင်မတန်ဈေးကြီးတယ်လို့အာဆင်နယ်ရဲ့ဘက်ကယူဆထားတာ။ဒါကြောင့်ပေါ့နော်ဂူကရက်ကိုခေါ်ဖို့ကြိုးပမ်းမှုသည်အာဇနေဘက်ကတော့ဆိုင်းငံ့ထားပါတယ်။ကစားမဖြစ်သူကိုရိုင်းရဲ့ဘက်ကတော့မန်ချက်စတာယူနိုက်တက်ကိုလည်းဦးစားပေးဖြစ်ပြောင်းရွှေ့ခြင်းစိတ်မရှိဘူးဆိုတော့ သူ့ကိုအမှန်ကန်ခေါ်ဝေကျူးပန်းနေတဲ့နှစ်သင်းစလုံးနဲ့အဆင်မပြေဖြစ်နေတယ်။ဒါကြောင့်ဒီနွေမှာဖီတာဂူဂရက်စ်အနေနဲ့အဘယ်အသင်းကိုပြောင်းမလဲပေါ့။အထူးသဖြင့် Sporting Lisbon မှာဆက်နေဘူးကလည်း Sporting တာဝန်ရှိသူတွေနဲ့ဂူဂရက်စ်ရဲ့ကြားထဲမှာပြဿနာတွေကြီးနေတယ်ဆိုတော့ဒီကစားမရဲ့အနာဂတ်ကတော့တော်တော်ကိုရှုပ်ထွေးတဲ့အနေအထားမှာရောက်နေတာ။ဒါကြောင့် Arsenal ရဲ့ဘက်ကလည်းခေါ်ဖို့တော့ကျူးပန်းနိုင်တယ်ဒါပေမဲ့လူမင်းကိုဦးစားပေးဖြစ်ငါတို့ခေါ်သွားမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအဲကြောင့်ဆက်စကူကိုမရဘူးဆိုမှသာဒီကစားမဘက်ကိုလှည့်လာနေတယ်ဒါတောင်မ ကျွန်တော်28နှစ်ကိုပေါင်68တန်းတော့သူပေးဖို့အစီအစဉ်မရှိဘူးဆိုတဲ့သဘောပါ။နောက်ဆိုတော့ဒါကြောင့်လက်ရှိလိုတော့ဒီမှာဆိုလို့ရှိရင်ပီတာဂူဂရန့်စ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ရဲ့ဘာကပေါ့နော်အများကြီးကြိုးပမ်းသွားဖို့မရှိဘူးပေါ့ဗျာ။လည်းလို့ဒီမှာဆိုလို့ရှိရင်ကြိုးပမ်းမှုတွေခိတဆိုင်းငံ့ထားတယ်ပေါ့နော်။တိုက်စစ်မှုဖြစ်တဲ့ Resmat Highland ကို Inter Milan ရဲ့ဘာကအမှန်ကန်စိတ်ဝင်စားနေပါတယ်။ဆိုတော့ United ရဲ့ဘက်ကတော့ Tyson Moose နောက်ထပ်တစ်ယောက်နဲ့အားပြဖို့ရှိတာဖြစ်တဲ့အတွက် Zigzi တို့ Chido Obi တို့ရှိပြီးသားအပြီးမှာ ရက်စမန်ဝိုင်လန်ဖြစ်သူကိုရောင်းချဖို့ကျွန်တော်ကြိုးပမ်းနေတာအင်တာရဲ့ဘက်ကတော့အမှန်ကန်စိတ်ဝင်စားနေပါတယ်။ယူနိုက်တက်ရဲ့ဘက်ကတော့ကျွန်တော်ယူရို55တန်းထိတန်ကြီးရှိတဲ့ပေါ့နော်။ပမာဏတစ်ခုထိကျွန်တော်သာတက်မှတ်ထားတယ်။အင်တာရဲ့ဘက်ကတော့ကစားမဖြစ်သူကိုအမှန်ကန်စိတ်ဝင်စားနေတယ်။နီးပြဖြစ်သူအင်ဇာဂီကိုလက်လွတ်အပြီးမှာတိုက်စစ်တွေကွင်းလေတွေနောက်တန်းတွေအမှန်ကန်အပြောင်းလဲနီးပြအပြောင်းလဲတွေနဲ့လက်ရှိကြိုးပမ်းနေတဲ့အင်တာဟာရက်စမတ်ကိုလည်းတိုက်စစ်မှာအပြည့်ချင်းနေတာ။လို့တင်မှာဆိုလို့ရှိရင်ပေါ့နော်။စီရီအသင်ဟာဆိုလို့ရှိရင်ရက်စမတ်နဲ့ပတ်သက်လို့ ဖြစ်ရောက်တဲ့ကံလမှုတွေတော့လုံးမထားသေးဘူးသို့တော်လည်းပဲ United ရဲ့ဘက်ကဒီတက်မှတ်ထားတဲ့တန်ကြီးကိုသူတို့ပေးဖို့အစီအစဉ်ဖြစ်ပြီးဆိုတာနဲ့ကစားမဖြစ်သူနဲ့ပတ်သက်လို့စပြီးတော့ကျူပန်းတော့မယ့်အခြေအနေမျိုးပါ United အနေနဲ့ Rasma Hoyland ကို ရောင်းချပြီးတော့ငွေရှာဖို့သူတို့ကျူပန်းနေတယ် Hoyland ကအသင်းကိုရောက်တာနှစ်နှစ်လောက်ရှိအပြီးမှာဘလို့မှအဆင်မပြေဘူးအဲကြောင့်မနော် Inter ရဲ့ဘက်ကထိရောက်တဲ့ကံလမှုတွေကျွန်တော်ပြုလုပ်လာမလားစောင့်ကြည့်ရမှာပါဆိုတော့ဒါကတော့ကျွန်တော်ဒီနေ့မနက်ခင်းရထားတဲ့အပြောင်းအရွှေ့သတင်းတချို့ပေါ့လေ ရဲမှညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ